ုတ်ဒိတာဆရာလေးတွေပေါ့အဓိကအဖြစ်ဆရာလေးတွေယောဂီတွေပေါ့ကလာမတွေပေါ့သူတို့ကအဲ့လိုမျိုးအထူးဆန်းဆိုပုံပြစိတ်ဝင်စားတယ်။ဘယ်ဆရာတော့ဘယ်လိုတရားဟောတယ်။တရားတရားရနေပြီပေါ့လေ။အဲ့လိုမျိုးတွေကစိတ်ဝင်စားတော့ဒီမှာတရားကြောင်လည်းပြင်ကျင်နေဆိုတော့ဒီလိုနေနေရတော့ဟိုလက်ခံပြရပါဘူး။လက်ခံရဆိုတော့ကိုယ်တိုင်သိစေခြင်းသိချင်တော့ပါဗျာ။ဟိုတစင်းစကားတဲ့ဆိုင်ပေါ့ကိုယ်စီကိုရောက်လာတယ်ဘယ်လိုတွေတရားတွေဟောသွားတယ်။ ဟောလာတဲ့အခါကျတော့ဒီလိုကကိုယ်နဲ့ပတ်သက်တဲ့ယောဂီတွေကိုပြန်ပြီးတော့မေးလို့ရတယ်လေတရားနာတဲ့ဆရာလေးတို့ဒီပုဂ္ဂိုလ်တို့ပေါ့သူတို့ကဲဥဒုရတရားဘယ်လိုလဲဘယ်လိုမျိုးဒီလိုတော့မအားပါဘူးဗျာရှိရှိချင်ပါလေရှိရအောင်အဲအဲ့ဒီပုံမျိုးနဲ့သူတရားစကားလာတရားလာပေါ်တဲ့စကားဖွဲ့တယ်လေသူတို့ဒီစာမှန်းမပြောင်းဘူးဗုဒ္ဓလာလည်းအတိုင်းပါပဲဟိုဂိတာယောဂီရတော့ဟို သိစမ်းပေါ့နော်တရားပြဆရာကဘုဒ္ဓလာလေရှင်မြတ်ရဲ့ရိတ်တာမလားဟောလို့ပြထလာဘူးလေခေါ့အဲ့ဒါလေယောဂီပြင်တာပဲညဆရာလေးတို့ယောဂီတို့ပြီးတော့ဘယ်သူမှမသိချာမှတ်မိပါဘူးဆိုတာလေဘယ်ဆရာလေးတွေကပြင်လဲတော့ဒီချာမသိပါဘူးညအချင်းချင်းပေါ့ယောဂီချင်းကပြီးတော့ရိတ်တာယောဂီတွေကလည်းတရားဆက်တွေသွားတယ်လေသွားရတာကြတော့ဆက်တွေညားတဲ့အခါကျတော့ဟိုရိတ်တာကိုပြင်ပြင်လာကြတာအဲ့ဒါဆိုရင်ပြီးတော့ဘယ်သူပဲဝါးလို့မဟုတ်ပါဘူးလက်ခံပြပါတယ်ညသူတို့ဆိုရင်တော့ဝါးအခုမှ ဟိုဘာတရားဟောတာဘုန်းကြီးဝိညာဉ်လေးပေါ့အဲ့ဒါအပြင်ပြောနေတယ်တော့ဒီယောဂီဟိုရဲ့ဒီပြောတယ်ကတော့မခက်ခဲဘူးလေကိုယ်တိုင်ပဲဒီလိုကတစေစကားတဲ့စာရင်းရဲ့ပြည့်ပြီးတော့တရားနာကြည့်လေ့လာကြည့်တော့ဒီလိုဟောမျိုးပါအဲ့လိုလည်းအခုတလာလေးလာတယ်နောက်ဥတ္တရိယဇာတိလာပြီးတော့နောက်ပိုင်းပြောတယ်ဘာမှဆက်တယ်မရှိပါဘူးညခုနောက်ဆုံးကြတော့အခုလိုဖြစ်တဲ့အခါကျမှပြောလို့ဘီယန်နယ်ရောက်နေတယ်ဒါ အဲ့မှာတရင်ကြီးဦးနေဆရာတရင်ကြီးစာပြောမှာကြားရပါတော့အဲနောက်ဆုံးသူကလည်းမပြောဘူးဆရာကြီးကကြားရပါတော့မယ်အဲကြားတဲ့အခါမှာအဲ့ကြမ်းမှာဒီပြတော့အဲ့ဒါဆိုရင်တော့ခြေရင်းကလည်းပြင်းထန်တာပေါ့အဲ့ဒီလိုဖြစ်တဲ့အခါကျတော့လည်းဒီလိုဆုံးဖြတ်တာပြီးတော့ဘာမှပြောရမှာရှိပါအောင်လားဒါပေမဲ့အဲ့ဒီလိုဆုံးဖြတ်တာနဲ့ပတ်သက်ပြီးတော့ဟိုဝိုင်းရောမှာပါလေဒီ ပြစ်တင်ကြတာပေါ့ခုရနေအောင်ရှိအောင်ပြောကြတာပေါ့လေဥဒုရယာရဲ့အပြစ်တွေပေါ့နော်ဟုတ်တာမဟုတ်တာတော့ပြောလည်းမသိပါဘူးဗျာဒါပေမဲ့ဟိုလုံလုံကဲကဲပေါ့လေဒီလိုလည်းလူခံရအောင်ရင်းကြိုင်းနဲ့ပတ်သက်ရင်ပြီးတော့ရဲ့လုပ်ရက်တွေဟောတဲ့တရားတွေနဲ့ပတ်သက်ရင်ဒီလိုမျိုးမှာပြီးတော့သိတာပေါ့ဟုတ်တာမဟုတ်တာကိုယ်ကြောင်းတော့ကိုယ်သိတာဥဒုရယာကြောင်းတော့ဒီလိုမသိပါဘူးဗျာဒါပေမဲ့အရင်ဟိုပေါ့ဆူဆူဝါဝါပေါ့နော်ဟိုပုံကြီးချက်ပြီးတော့ပါပေါ့လေအပြစ်ကြီးကဘာမှကောင်းတာမရှိဘူး အပြစ်တည်ရဲဆိုတဲ့ဘောမျိုးပြောတာမျိုးကြောင့်လည်းပြီးတော့ကိုလည်းဒီလိုခံရတဲ့အခါကျတော့ဟိုတေးချာချာတည်ရင်ကောင်းတယ်ပေါ့လူဝင်ပိဋကအွန်လိုင်းပိဋကတွေကလိုင်းပေါ်ကပြောတာတွေပဲယုံရလို့ဖြစ်နေတာပေါ့အဲ့တော့အဲ့ဒါအစားကိုယ်တိုင်တွေ့ပြီးတော့မှတေးချာချာမြင်းမြန်းချင်တော့ဒါကိုကိုယ်တိုင်ရောကိုယ်နဲ့ပတ်သက်တဲ့ဒီယောဂီတွေပေါ့လေပိဋကတွေကတော့ဒါက ဘာမှားတာဘာကောင်းတာလဲဘာမကောင်းတာလဲကောင်းတာတွေဘာရှိလဲမကောင်းတာတွေဘာရှိလဲမှန်တာဘာလဲမှားတာမှန်လဲထိုက်တယ်တော့သိသွားမယ်လို့ပြောရအောင်လို့ယုံကြည်ပြီးတော့မှအဓိကတော့ကုညီရင်နဲ့စိတ်ပါဗျာဟိုထွက်မြတ်သူပါလေအဲ့လိုမျိုးလို့ပြောနားလေပုံမှန်ဆရာကြီးတွေဆက်ပြတ်တာတော့ပြောရမှာရှိဘူးလေဒါပေမဲ့တစ်ခါကကျတော့အာခံထောက်ချရေးတန်ရှိပြီအဲ့လိုမျိုးကြီးဟိုတော့အမျိုးမျိုးအပြစ်ပြောကြတာမျိုးကြီးကြောင့်လေဟိုမိလောင်ရလေးပြည့်ဆိုလို့ပြောပါတော့အဲ အေးစစ်စစ်ဝင်ပြီးတော့မှကြီးနိုင်ပြည့်ရဲ့တဘောမျိုးမဟုတ်ပဲနဲ့ပို့ပြီးတော့စိုးပါလာအောင်ပဲဒီပြောဆိုနေတာမျိုးပေါ့ဆရာတော်ကြီးကတော့တိကျမှတ်တည်ပါအောင်ဗျာပြီးတော့တော့ဒီလောကီတိုင်ဝိုင်းထဲမှာပရိုက်တာလေးလုပ်တယ်ဒါမှမဟုတ်တရားပြရတယ်ဆိုတော့လူတွေရဲ့ဒီယုံရတတ်တာကိုသိပါတယ်ဗျာကိုယ်နဲ့ပတ်သက်တဲ့လူတွေကအဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်အဲ့တော့သူတို့မှဒီသူများအခုလိုဖြစ်တာနဲ့ လို့ရောင်ပြီးတော့ဖြစ်တာမျိုးတွေပေါ့နိခါမျိုးတွေကိုလည်းတတ်နိုင်အောင်တားဆီးချင်တယ်လေကိုယ်တိုင်တေချာသိအောင်ပြီးတော့ယောဂီ50ပါပါတယ်ဗျအဲဒီတရနေ့ညရောက်သွားတော့ပေါ့နော်ရောက်သွားပြီးတော့ည10နာရီလောက်ရောက်ပြီးတော့မှာအဲဒီမှာ10နာရီလောက်7နာရီလောက်ရောက်ပြီးတော့ဒါတကယ်3နာရီကျော်လောက်ချီအောင်ဟိုဒီနေ့ပတ်သက်တဲ့ပုံကြီးတွေပေါ့လေသူသူ့မှာတရားဖောက်ပြီးအချိန်မှာဒီနေ့ပတ်သက်တဲ့ပုံကြီးတွေရဲ့ ဆရာကြီးရဲ့ပြောပြပါတယ်ဗျအဲ့ဒီလိုပြောပြကြရတယ်ဥတ္တရရဲ့ပြီးတော့ဒီပြေဦးနေရှေချောင်းတဘာဝရိတ်တာမှာသူညလေရောက်လာပါတယ်ဗျအဲ့ဒါတော့တရက်တရက်တရက်တော့ပူဆိုးတာပါနော်နစက်နစက်ရှိရနစက်ကိုရမြန်ပဲနီယာရှေချောင်းစေတော့ရှေချောင်းတမန်ကဟိုသူကြီးကရှင်မြန်ရောက်လာလို့လာကြတော့တာဆက်ကိုညာဖြစ်နေဖြစ်စီအောင်လာပြောလာတာဘယ်လိုလဲ ဲ့ဘာ29 30 30တင်မှတက်ဘူးနေတယ်ဒါဆိုရာရာသမောင်းရိုက်ခံလိုက်တော့အဲ့ဒါအရောပြီးတော့အဲ့ဒီလိုစိတ်ကလေးဖြစ်တာနဲ့ဟိုလိုင်းပေါ်ကနေပြီးတော့လေဟိုဒီလိုနဲ့ပတ်သက်တဲ့လူတွေမှာမဟုတ်ဘူးအစ်တတ်ဘူးဘုသူရာဘယ်လိုသိလဲပေါ့အဆက်အသွယ်ရှိတယ်နည်းနည်းဆက်အသွယ်ရှိပါအရှင်ဘုရားကိုတောင်းဆိုတာပြီးတော့သူသူနဲ့တရားဆွေးနွေးခြင်းတယ် ဒီလိုမျိုးနဲ့တောင်းဆိုလိုက်တာပါဗျာ။ဒီကတောင်းဆိုလိုက်တော့သူကလည်းဒီကဒီဖုန်းပြန်ဆက်တယ်။ဆက်တော့သူကမန္တလေးရောက်နေတယ်။အဲဒါဆိုရင်မန္တလေးမှာပဲသူကတော့သူ့လေးတာမှာရှိရဖြစ်တာလေ။အဲ့တော့သူကအမြန်ကျန်ဝင်လာမယ်လို့သူ့စီကိုပြောတော့သူကမန္တလေးမှာပဲရှိရသူလာခဲ့တယ်။အဲဒီလာမယ်ဆိုတာလည်းဒီဦးလေးရှေးချောင်းရေးတာကိုချိန်လိုက်တာပါဗျာ။အဲ့ဒီမှာသူညာ7နာရီလောက်ရောက်ပြီးတော့မနေ့3နာရီပဲအောင်ဖြစ်နေတယ်။ ပြောပြပါတယ်အဲ့ဒါကြမလွင်ဘူးနာအဲ့ဒါတော့မလွင်ပါဘူးခင်ဟောသူနဲ့မလွင်ပါဘူးပြောတယ်ဒီချက်ချမသိတော့လေမသိတော့ဒီလွလွလက်လက်ပဲပြောတာအဲ့ဒါကြောင့်မှအเจ้าကြီးပြောတာများပါဒီဘလူဖြစ်သွားတာလေဒီလိုကသူနဲ့ပတ်သက်တာဘာမှလည်းမသိဘူးကသူကဒီလိုရဲ့ဒီတာမှလည်းနေသွားတာပေါ့ဒီလိုရဲ့တကယ်လည်းမဟုတ်ပါဘူးတိုင်းပေါ်မှာကျတော့ဒီတာမှနေသွားတယ်ဒီလိုရဲ့တကယ်ပေါ့ဒါတော့သူကလည်းသူဒီလိုတရားကြီးနာမနာတော့ဒီလိုမသိဘူးနော်ဟိုဒီလိုကတော့ဟိုဒီလိုဒီပါ ပြီးတော့ဘယ်လိုလဲပြီးတော့မသိဘူးပေါ့ဗျာအချို့ကြောင့်လည်းပြီးတော့တရားနေနာပြီးတော့မှပြီးတော့ဆရာတင်တာလည်းရှိမှာပေါ့အဲ့ဒါတော့ပြီးတော့မသိဘူးပေါ့ပြီးတော့ဘက်ကတော့ကိုယ့်ရဲ့ယောဂီဆိုတော့မသိပါဘူးဗျာတပြီးတော့ပြီးတော့ကဘာဝဓမ္မအရှင်သူရိယဆိုတော့သူကနာမည်စီရေလုံးခံမှာရှိတယ်နောက်ကြအရှင်မြတ်ကျောင်းမှာတခါဟုံးတယ်လို့သူကိုယ်တိုင်လည်းတပြီးတော့ပြောမှုတယ်မှန်ပါဗျာဆိုတော့ဒါမြေသူပဲဆိုတဲ့ကောင်ပေါ့အခုချိန်မှာတော့အခုချိန်မြတ်အောင်ရှာလိုက်ရတယ်အခုလူအာဓမ္မတို့အဲဝိနည်းစရာဆုံးဖြတ်ထားတယ် ဒီကြောင့်ဝင်လို့ခွေရဆုံးပြတ်တာကိုအရှင်များကိုလည်းလူလူလာလာခေါ်လိုက်တယ်ဆိုတော့ပြီးတော့ဒါအမှုရှော့ပြတယ်ပြီးတော့ပြီးတော့အရှင်များကိုသွားလမ်းပြီးတော့ပြီးတော့သွားနေလို့အချင်းချင်းပြီးကျေလို့အဲ့လိုလာမဟုတ်ဖယ်နေအဲ့တော့ကဲအဲ့တော့အရှင်များကနှစ်ပါးဆွေးနွေးလိုက်တဲ့အချိန်မှာဟိုတလူလိုက်မလွင်ပဲဆွေးနွေးတဲ့အချိန်မှာအရှင်များကဘာတွေထူးကြလဲဘာတွေအကျိုးများလဲသူရောဘာအကြည့်ကြောင်းလဲလဲ အရှင်ကျမ်းတော်ဘာတွေကိုအဲအကျိုးများလာတယ်အရှင်ကျမ်းတော်နှစ်ပါးအဲဒါကကလက်ဝင်ရှုတဲ့စကားအသေးချာသွားပြီဖြစ်တော့မှာတပည့်တော်အရှင်ကျမ်းသူကတောင်းပန်တယ်လို့ထင်တာပါအရှင်ကအေးလို့ဘုဖနာကိုရှင်ကျမ်းကိုလည်းဒါကိုသိချင်တယ်ဆိုတော့ရှင်ကျမ်းနှုတ်ဆက်လိုက်ပြီးသူရောက်လာတယ်ဆိုတော့အရှင်ကျမ်းတော်နှစ်ပါးရဲ့တွေ့ဆုံမှုကသာနာအတွက်တော်တော်ကောင်းအရှင်ပြားအတွက်တော်တော်ကောင်းအဲ အရိယာမှာပဲဥတ္တရိယတုံးတော်ဘာကြီးကျူညာတယ်ဒါဘယ်လိုခံစားလဲရလဲသူကတော့သူ့အချောင်းကြီးပါเนาะပြီးတော့လည်းအဲတိဖို့ပါလို့ကိုကတော့ညော့လည်းမလိုရရင်တော့ဘာမှလည်းဟိုကိုလုံးနေအောင်ကိုရှုပ်နေရတော့လေသူကိစ္စဟိုအများသူတရားကဘလောက်ပြန့်နေတော့ပြီးတော့မသိပါဘူးကြာအခုလိုဖြစ်လိုက်တော့မှသူကတော့လူသိရမ်းများသွားပြီးတော့အဲဒီမှာသူတတိယဖြစ်နေရတယ် အဲ့ဒါနဲ့ပြီးတော့လည်းဟိုခုမှသူ့ကိုသိတာသူ့ကြောင်ပါတော့တေးချာချာဟိုလေ့လာတဲ့ဘောဖြစ်တာပေါ့ဟိုလိုင်းတော်မှာတက်တော့မှသူပြောတာတွေသူကနားမြစ်တာခင်ဗျဘုံမှာကျတော့အဲ့ဒါလည်းမလေ့လာဖြစ်ဘူးဟိုကိုယ်လုံးနဲ့ပဲကိုယ်ရှုပ်ကြပါလိမ့်အဲ့တော့အဲ့ဒီလိုင်းပေါ်မှာတင်ထားတဲ့တဲ့ရင်းမျိုးပြီးတော့လည်းမေးပြတာပေါ့ဗျာဟိုဒီကသူပြောပြတာတော့သူကတန်းတန်းတော့ပဲစာတင်ဘူးလားရဲ့ဟိုအတန်းစာမှာပါသူကဒီလို ပွဲရတဲ့အစီအစဉ်တစ်မျိုးတွေရှိပေါ့။စာလည်းကောင်းကောင်းဟိုဆက်တတ်တာမျိုးမဟုတ်တဲ့သဘောမျိုးပေါ့လေ။ဒီလိုမျိုးတော့ဒီလိုတော့သူပြောတာကိုနားလည်ပါလိမ့်ကြ။အဲ့တော့သူကစာပေပိုင်းမှာတော့ဘုရားစာတွေမကောက်ဘူးပေါ့။အတန်းစာမှာပါ။အားနေတယ်။အဲ့သူကတော့တစ်ခုရှိတာဒီလိုတိုင်းတော်တော်ဝင်နေတယ်ဗျာ။သူလျှောက်တဲ့နေမှာတော့လေ။အာပြီးတော့တော်တော်လေးလာ။သူရဲရတော့တော်တော်ကောင်းတယ်ပေါ့ရှိတယ်။ဟို